ဒီတစ်ပတ်မှာတော့ကျွန်တော်တို့အရှိတောင်အာရှနိုင်ငံအချို့ရဲ့ကံကြမ္မာဟာပစိဖိတ်သမုဒ္ဒရာဘော်ကနေပေါ်ထွန်းလာနေတဲ့တဘာဝဘေးရန်တွေနှစ်ခုကြားမှာတုံ့လှုပ်ခြောက်ခြားနေရပြီလို့ပြောရမှာပါအထူးသဖြင့်ကမ်ဘေးကီလို့ခေါ်တဲ့အာရင်ပြေးသွားတဲ့မုန်တိုင်းကြီးဟာဗီယက်နမ်ကမ်းခြေကိုအချိန်ဟုန်ပြင်းပြင်းနဲ့ဝင်ရောက်တိုက်ခတ်နေပြီးသူ့ရဲ့ဖြတ်စွမ်းအားအချိန်ဟုန်ကရခိုင်နှစ်ကကျွန်တော်တို့ကိုဆိုးရွားပါဒုက္ခပေးခဲ့တဲ့ရာဂီမုန်တိုင်းကြီးနဲ့အမခန်းတူညီနေတာကိုမိုးလေဝသပညာရှင်တွေကတွေ့ရှိနေကြရပါတယ်ဒါကြောင့်မဲဒီနေ့2025ခုနှစ်ကျွန်တော်တို့ဟာ တကယ့်ကိုထိတ်လန့်စရာကောင်းပြီးမုံတိုင်းသုံးတက်ကွမ်းအန်ရဲလူတော်တတ်မှတ်လို့ရလောက်တဲ့ပြင်းထန်တဲ့ရာသီဥတုအခြေအနေတစ်ခုကိုစတင်ပြီးတော့ရင်ဆိုင်နေကြရပြီလို့ပြောရမှာပါဒီအခြေအနေရဲ့ဆိုးရွားပုံကတော့ဘလောက်အထိလဲဆိုရင်မုံတိုင်းရဲ့အစောပိုင်းတက်ရောက်မှုတန်ကိုအပြင်းထန်ဆုံးခံစားခဲ့ရတဲ့ဖိလစ်ပိုင်နိုင်ငံကိုတစ်ချက်ကြည့်လိုက်ရုံနဲ့သိတာပါတယ်ဖိလစ်ပိုင်ဟာဆိုရင်ကံမကောင်းတာနဲ့ပဲတေဆုံးသူယာနဲ့ချီတဲ့ခြေကွဲစရာကိစ္စရတွေဝိုင်းနေစရာအဖြစ်ဆိုးတွေနဲ့ရင်ဆိုင်ခဲ့ရပြီးဒီအခြေအနေကိုလုံးဝထိန်းချုပ်နိုင်မှုအတွက် အမျိုးသားအဆင့်အရေးပေါ်အခြေအနေကိုပါကြေညာလိုက်ရတဲ့အထိကိုဆိုးရွားခဲ့တာဖြစ်ပါတယ်။ဒီတော့ဒီလိုထိခိုက်မှုတွေဟာဖိလစ်ပိုင်လိုကျွန်းနိုင်ငံတစ်ခုတည်းနဲ့ပဲရပ်တန့်သွားမလားဆိုတော့လုံးဝမဟုတ်ပါဘူး။တခြားအင်ဒီဂျင်းနိုင်ငံတွေဖြစ်တဲ့ထိုင်းနိုင်ငံရဲ့အဓိကမြေဝန်းဒေသတွေမှာလည်းဒီမုံတိုင်းရဲ့နောက်ဆက်တွဲတက်ရောက်မှုကြောင့်ရေကြီးမှုအန္တရာယ်ဟာတာမန်မဟုတ်ပဲအစာပေါင်းများစွာဆိုးရွားလာနိုင်တဲ့အနေအထားကိုရောက်ရှိနေပြီဖြစ်ပါတယ်။ဒါဟာတကယ့်ကိုစိုးရိမ်စရာအနေအထားပါပဲ။ဒါဆိုရင်ကျွန်တော်တို့အနေနဲ့အဓိကထားမိကုံထုတ်ရမှာကကံမဲကြီးလို့ခေါ်တဲ့ ဒီမုံတိုင်းကြီးရဲ့တက်ရောက်မှုတွေကဘာတွေလဲအခမ်းမသိရင်အသက်ဘဝပေါင်းများစွာနဲ့ရင်းနှီးသွားရနိုင်တဲ့ DNA ကိုဘယ်လိုရှောင်ရှားမလဲအဲ့ဒါထပ်ပို့ပြီးတော့စိတ်ဝင်စားစရာကောင်းပြီး NA ရှိတဲ့အချက်တခုရှိပါသေးတယ်။ဒါကြောင့်ဒီကာမေဂီမုံတိုင်းကြီးဟာတမိုင်းတွေက Ragi မုံတိုင်းနဲ့ site to guide to တထက်သေးလို့နှီးပါတူညီနေရတာလေ။နောက်ပြီးကျွန်တော်တို့ရဲ့မြန်မာပေါ့မြန်မာပြည်ပေါ်မှာရောသူ့ရဲ့အကျွမ်းကြံတွေကနေဘယ်လိုတက်ရောက်မှုတွေပေးလာနိုင်မလဲ။ ဒီအချက်လက်တွေကိုအသေးစိတ်ကြိုးကြောင်းစီလျော်မှုရှိအောင်အခုပဲစတင်ပြီးတော့လေ့လာကြည့်လိုက်ရအောင်ပါပထမဆုံးအနေနဲ့မုံတိုင်းကမ်ပိန်းကြီးနဲ့ပတ်သက်ပြီးကျွန်တော်တို့အလေးထားဂရုပြုသင့်တဲ့အချက်ကတော့သူဟာတာမန်အပူပိုင်းမုံတိုင်းတစ်မျိုးတည်းမဟုတ်ဘူးဆိုတာပါပဲသူ့ရဲ့အရှိန်ဟုန်နဲ့ရွယ်စားဟာဆိုရင်မနှစ်ကကျွန်တော်တို့ကိုဒုက္ခပေးခဲ့တဲ့ရာဂီမုံတိုင်းရဲ့ပုံစံအရွယ်အင်အားတွေနဲ့ထူးထူးခြားခြားကိုဆင်တူနေတာကိုတွေ့ရှိရပါတယ်မိုးလေဝသပညာရပ်ကိုလေ့လာတဲ့ပညာရှင်တွေအတွက်တော့ ဒါဟာတကယ့်ကိုအလွန်စိတ်ဝင်စရာဇာတ်စရာကောင်းတဲ့ဖြစ်စဉ်တစ်ခုဖြစ်သုံးသပ်နေကြပါမယ်။တစ်ချိန်တည်းမှာပဲအလွန်မင်းအနေရကြီးတဲ့အဖြစ်အပျက်တစ်ခုဖြစ်နေလေသတိပေးနှိုးဆော်နေကြတာကိုတွေ့ရပါတယ်။ဒီပုံတိုင်းနှစ်ခုရဲ့အရွယ်စားနဲ့အင်အားကြီးမာခြင်းတရုတ်ခွဲချက်တွေကိုအသေးစိတ်ကြည့်လိုက်မယ်ဆိုရင်တော့ဒီပုံတိုင်းရဲ့ချိန်ချောက်မှုကိုပို့ပြီးတော့သိရှိလာနိုင်မှာပဲဖြစ်ပါတယ်။ကျွန်တော်တို့ဒီပုံတိုင်းနှစ်ခုကိုအမှားပုံတိုင်းတွေလိုမျိုးပဲသဘောထားပြီးသေချာနှိုင်းရှင်လေ့လာကြည့်ဖို့လိုအပ်ပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့နှစ်ခုစလုံးဟာ အရွယ်စားအဖြစ်ကြည့်မယ်ဆိုရင်တကယ့်ကိုအေယာမမုံတိုင်းကြီးများဖြစ်ကြလို့ပါပဲဒီမုံတိုင်းတွေရဲ့ကြီးမားမှုကိုမြင်သာအောင် ပြောရမယ်ဆိုရင်ကမ်မေဂီရဲ့အင်အားပြင်းတိုက်လေတိုက်ခတ်နိုင်တဲ့တိမ်တိုက်အစုဝေးဟာဆိုရင်ကီလိုမီတာ900 960မိုင်ခန့်အထိကိုကျယ်ပြန့်နေတာကိုတွေ့ရပါတယ်ဒါဟာတော်ယုံတန်ယုံမုံတိုင်းတွေနဲ့လုံးဝမတူညီတဲ့အတိုင်းတာကြီးဖြစ်ပါတယ်ပို့ပြီးတော့စိတ်ဝင်စားစရာကောင်းတာကတော့မနစ်ကဒုက္ခပေးခဲ့တဲ့ရာဂီမုံတိုင်းမှာလည်းဒီလိုမျိုးအတိုင်းတာလောက်ပဲရှိကြတာမို့ ဒီမုန်တိုင်းနှစ်ခုဟာအရွယ်စားအဖြစ်တူညီနေကြတာကိုတွေ့ရပါတယ်။ဒီတော့ဒီမုန်တိုင်းနှစ်ခုဟာကျယ်ပြန့်တဲ့ဒေသတွေကိုကြီးမားသောတက်ရောက်မှုပေးနိုင်စွမ်းရှိတဲ့မုန်တိုင်းကြီးများအဖြစ်သတ်မှတ်ထားရမှာပဲဖြစ်ပါတယ်။ဒီလိုကြီးမားကျယ်ပြန့်တဲ့မုန်တိုင်းတွေရဲ့အန္တရာယ်ကဘာလဲဆိုရင်သူတို့ရဲ့ဗဟိုချက်ဝင်ရောက်တိုက်ခတ်တဲ့နေရာသာမကပဲမုန်တိုင်းနဲ့မိုင်ပေါင်းရာနဲ့ချီကွာဝေးတဲ့ဒေသတွေကိုပါတွယ်ဝိုက်တက်ရောက်မှုတွေပြင်းပြင်းထန်ထန်ပေးနိုင်တာပဲဖြစ်ပါတယ်။ဒါကတော့တကယ့်ကိုသတိထားရမယ့်အချက်ပါ။ဒီမုန်တိုင်းနှစ်ခုရဲ့အင်အားကိုကြည့်လိုက်မယ်ဆိုရင်လည်းအပြိုင်ဆိုင်ရှိခဲ့ကြပါတယ်။ သူတို့ဗီယက်နမ်နိုင်ငံကိုစတင်ဝင်ရောက်တဲ့အင်အားပိုင်းမှာလည်းထူးခြားစွာဆင်တူနေပါတယ်။မှတ်မိအောင်မယ်ဆိုရင်ရာဂီဟာဗီယက်နမ်ကို category 4အဆင့်နဲ့ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။အခုကမ်မေဂီမုံတိုင်းကလည်းနိုဝင်ဘာလ6ရက်နေ့ညနေ9နာရီကနေ10နာရီအတွင်းမှာဗီယက်နမ်ကမ်းခြေကွမ်ညုံအနီးကို category 4အဆင့်နဲ့ပဲအချိန်ဟုန်ပြင်းစွာဝင်ရောက်တိုက်ခတ်နေတာလို့နောက်ဆုံးရသတင်းတွေကသိရပါဗျ။ Joint Typhoon Warning Center JTWC ရဲ့နောက်ဆုံးအတည်ပြုချက်တွေအရဆိုရင် ဒီမုံတိုင်းရဲ့လေတိုင်းလုံးဟာတနအေကို215ကီလိုမီတာအထိရှိနေတယ်လို့သိရပါတယ်။ဒါဟာဆိုရင်အဖြတ်စွမ်းအမြင့်ဆုံးအဆင့်ပဲဖြစ်ပါတယ်။ဒီလိုပြင်းထန်တဲ့ category 4အဆင့်မုံတိုင်းရဲ့တက်ရောက်မှုတွေကဘာလဲဆိုရင်အဆောက်အုံတွေကိုလုံးဝပျက်စီးစေနိုင်တာ။လျှက်စစ်တာအလိုက်တွေနဲ့ဆက်သွယ်ရေးမျှော်တင်တွေကိုအပီးပိုင်ပြိုလဲစေနိုင်တာ။ကန်ယူရန်တွေကိုပြင်းပြင်းထန်ထန်ထိခိုက်စေတာ။စရဲအဖြတ်စီးများတာကိုဖြစ်ပေါ်စေနိုင်တဲ့အန္တရာယ်ရှိတဲ့မုံတိုင်းအဆင့်ဖြစ်တာကြောင့်အထူးသဖြင့်စိုးရိမ်စရာကောင်းတဲ့အခြေအနေပဲဖြစ်ပါတယ်။ကာမေဂီမုံတိုင်းဟာ ဗီယက်နမ်ကုန်းတွင်းပိုင်းကိုဝင်ရောက်လာတဲ့အခါမှာလေပြင်းထန်တာတစ်ခုတည်းကိုပဲအဓိကအန္တရာယ်လို့သဘောမထားဖို့ကျွန်တော်တို့အနေနဲ့အလေးအနက်သတိပေးခြင်းပါတယ်။ဒီမုန်တိုင်းရဲ့သမိုင်းဝင်ချိန်ချောက်မှုကြီးဟာအ ਨੇ စုံ၃မျိုးပါဝင်နေတာကိုသေချာကြေညာပြုရမှာပဲ။ဒါတွေကို၃တက်ကွန်အန္တရာယ်လို့တောင်ခေါ်လို့ရပါတယ်။ပထမတစ်ခုကတော့လှိုင်းလုံးကြီးတွေပဲဖြစ်ပါတယ်။ကန်ယွန်ရန်ဒေသတွေကိုရုတ်တရက်ရေတက်ပြီးလှိုင်းလုံးကြီးတွေအချိန်နဲ့ဝင်ရောက်လာတာဟာအသက်အန္တရာယ်အလွန်မြင့်မားတဲ့အန္တရာယ်တစ်ခုပါပဲ။ဒါဟာကမ်းခြေနီးနားပြည်သူများအတွက်အလွန်အရေးကြီးတဲ့အချက်ပါ။ ဒုတိယတစ်ခုကတော့မိုးရေချိန်အလွန်ကြုံရွာသွန်းမှုဖြစ်ပါတယ်။ခံမှန်းချက်တွေအရမိုးရေချိန်ဟာ200မီလီမီတာကနေ400မီလီမီတာထိရွာသွန်းနိုင်တယ်လို့သိရပါတယ်။ဒီလိုမျိုးမိုးကြီးခြင်းကြောင့်ကုန်းတွင်းပိုင်းမှာဆိုရင်မကြုံစဖူးရေကြီးမှုတွေဖြစ်ပေါ်စေနိုင်တဲ့အတွက်စိုက်ပျိုးရေးနဲ့လူနေမှုဘဝတွေပေါ်ကြီးမားသောတက်ရောက်မှုတွေရှိလာနိုင်ပါတယ်။နောက်ဆုံးတတိယတစ်ခုကတော့မြေပြုံမှုတန်ပါပဲ။အလွန်ကြုံမိုးများခြင်းဟာရိုးရိုးရေကြီးတာထက်ပိုပါတယ်။အထူးသဖြင့်တောင်ကုန်းတောင်တန်းဒေသတွေမှာဆိုရင် မြေပြိုကျမှုတွေကိုပါကြီးမားစွာဖြစ်ပေါ်စေနိုင်တာမလို့အင်ဂျီတွေလမ်းမဆက်သွယ်ရေးတွေအတွက်အလွန်အန္တရာယ်ကြီးပါတယ်ဒီလိုသုံးတဲ့ကွန်အန္တရာယ်တွေကို VNN ပြည်သူတွေအနေနဲ့ကြိုတင်ပြင်ဆင်မှုကောင်းကောင်းနဲ့ရင်ဆိုင်နိုင်ပြီးဘေးကင်းလုံခြုံနိုင်ကြဖို့ကျွန်တော်တို့အားလုံးကစိတ်ရင်းမှန်နဲ့ဆုတောင်းပေးရမှာပဲဖြစ်ပါတယ်မော်တိုင်းကာမေဂီရဲ့နဲ့ယာဂီတို့ကြားမှာအရေးကြီးဆုံးကွာခြားချက်တစ်ခုရှိပါတယ်ဒါကတော့သူတို့ရဲ့ကုံတွင်လမ်းကြောင်းပဲဖြစ်ပါတယ်ရာဂီမုန်တိုင်းတို့ကဆိုရင် VNN ရဲ့မြောက်ပိုင်းဒေသဟာလောင်းဘေးနီးကိုဝင်ခဲ့ပြီမဲ့ အခုကာမေဂီကတော့ဗီယက်နမ်ရဲ့အလဲပိုင်းဒေသကွမ်ညွန်းဒေသကိုဝင်ရောက်နေတာဖြစ်ပါတယ်။ဒီလမ်းကြောင်းကွာခြားချက်လေးတစ်ခုကပဲမုံတိုင်းပြည်မှာဒုက္ခရောက်မဲ့ဒေသတွေကိုလုံးဝပြောင်းလဲသွားစေခဲ့ပါတယ်။ရာဂီတုံးကလမ်းကြောင်းကမြောက်ပိုင်းကိုဥတီခဲ့တာကြောင့်ထိုင်းနိုင်ငံရဲ့ချင်းမိုင်ချင်းရိုင်လိုမြောက်ပိုင်းဒေသတွေကိုရေဝင်ခဲ့ပြီးတမိုင်းဝင်ရေကြီးမှုတွေဖြစ်ခဲ့ရပါတယ်။ဒါပေမဲ့အခုကာမေဂီရဲ့လမ်းကြောင်းကတောင်ဘက်ကိုပိုပြီးကျနေတာဖြစ်တဲ့အတွက်သူဟာထိုင်းနိုင်ငံရဲ့အလဲပိုင်းဒေသတွေ အထူးသဖြင့်ဘန်ကောက်မြို့တော်ကိုပါတိုက်ရိုက်ချိန်းချောင်းနေတဲ့အနေအထားကိုပြောင်းသွားစေခဲ့တာဖြစ်ပါတယ်။ဒီအချိန်လေးဟာမြေဝမ်းမြို့တော်ကြီးဖြစ်တဲ့ဘန်ကောက်တက်တော်အလွန်စိုးရိမ်စရာအခြေအနေတစ်ခုဖြစ်လာတာကိုတွေ့ရပါတယ်။မုံတိုင်းခံမဲကြီးရဲ့တယောင်မှုတွေကိုအစိုးရသုံးခံသားခဲ့ရတဲ့နိုင်ငံကတော့ကံမကောင်းစားနဲ့ပဲဖိလစ်ပိုင်နိုင်ငံပဲဖြစ်ပါတယ်။ဖိလစ်ပိုင်နိုင်ငံမှာဒီမုံတိုင်းကိုတီနိုလို့နာမည်ပေးထားပြီးသူ့ရဲ့တယောင်မှုဟာတာမန်ဖြေရိုးဖြစ်စဉ်ဘေးရန်တွေရဲ့အဆင့်ထက်ကိုအစာပေါင်းများစွာကျော်လွန်သွားခဲ့ပြီဖြစ်တယ်လို့သုံးသပ်ရပါတယ်။ဒီအခြေအနေကြောင့်ပဲဖိလစ်ပိုင်သမ္မတ ဂျူနီယာမာကုစ်ဟာတဘာဝဘေးရန်ရဲ့အမျိုးသားအဆင့်အရေးပေါ်အခြေအနေကိုတရားဝင်ကြေညာလိုက်ရပါတယ်။ဒီလိုမျိုးနိုင်ငံတော်အဆင့်အရေးပေါ်အခြေအနေကိုကြေညာလိုက်ပြီးဆိုတာကရိုးရိုးကိစ္စမဟုတ်ပါဘူး။ဒါဟာအစိုးရအနေနဲ့အခြေအနေကိုထိန်းချုပ်ဖို့ခက်ခဲလောက်အောင်ဆိုးရွားနေပြီဆိုတာကိုပြသနေတာပဲဖြစ်ပါတယ်။ဒီကြေညာချက်ရဲ့အဓိကအကျိုးသက်ရောက်မှုတွေကတော့အရေးပေါ်ရန်ပုံငွေချက်ချင်းအသုံးပြုဝင်အစိုးရဌာနဆိုင်ရာအဆင့်ဆင့်ဟာတဘာဝကပေးအတွက်တည်တံ့ချထားတဲ့အရေးပေါ်ရန်ပုံငွေတွေကိုချက်ချင်းအသုံးပြုဝင်ရရှိသွားပါတယ်။ဈေးနှုန်းထိန်းချုပ်မှု အခြေခံစားသောက်ကုန်ပစ္စည်းတွေရဲ့ဈေးနှုန်းတွေကိုကမောက်ကမမဖြစ်အောင်ထိန်းချုပ်တာတွေပြုလုပ်လာပါတယ်။အထူးအာဏာများဘေးဒဏ်သင်ဒေသတွေကိုအထောက်ပံ့နဲ့လှည့်မြန်စွာပေးပို့နိုင်မှုအတွက်အထူးအာဏာတွေကိုအသုံးပြုခွင့်ရသွားတာကိုဆိုလိုပါတယ်။ကာမေဂီကြောင့်ဖိလစ်ပိုင်မှာဖြစ်ပေါ်ခဲ့တဲ့ဆုံးရှုံးမှုတွေဟာတကယ့်ကိုထိတ်လန့်စရာကောင်းပါတယ်။တိုက်ဆုံးသူဟာအနည်းဆုံး140ဦးကျော်အထိကိုမြင့်တက်လာခဲ့ပြီးလက်ရှိချိန်ထိပျောက်ဆုံးသူ128ဦးကျော်ရှိနေဆဲဖြစ်ပါတယ်။အပြင်းထန်ဆုံးတန်တင်းခဲ့တဲ့ဒေသကတော့စီဘူးပြည်နယ်ပဲဖြစ်ပါတယ်။ ဒီဒေတာမှာမိုးရေကြိမ်ခုနှစ်လက်မှခန့်သာရခဲ့ပေမဲ့လည်းအစိုးရသုံးရေကြီးမှုကြီးကိုကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။အထူးသဖြင့်စိတ်မကောင်းကြရကောင်းတာကတော့ပြီးခဲ့တဲ့လပိုင်းကမှပြင်းအား6.3ညနဲ့အထက်ငလျင်ကြီးကြုံခဲ့လို့လူခနက်စ်အကျော်တေဆုံးခဲ့ရတဲ့ဖက်လပိုင်းဟာအခုပထမမုန်တိုင်းတံမှမတက်တာမီမှာပဲနောက်ထပ်ဘေးရန်ကြီးတခုနဲ့ရင်ဆိုင်ရတော့မယ့်အနေအထားကိုကြုံတွေ့နေရခြင်းပဲဖြစ်ပါတယ်။ကမ်ဘေးကြီးရဲ့အနေရကဒီမာရင်ပြီးပြီလားဆိုရင်တော့မဟုတ်သေးပါဘူး။ဖက်လပိုင်းနိုင်ငံအနေနဲ့အစိုးရသုံးမုန်တိုင်းတံကိုခံစားနေရပြီး အနားယူဖို့အချိန်လုံးဝမရသေးခင်မှာပဲနောက်ထပ်အပူပိုင်းမုံတိုင်းတဲ့ဖန်ဝန်ကိုရောက်လာဖို့စိုင်းပြင်နေပါပြီဒီမုံတိုင်းဟာဖိလစ်ပိုင်ပိုင်တဲ့ PAR ကိုမကြခင်မှာဝင်ရောက်လာတော့မှဖြစ်ပြီး U1 လို့နာမည်ပေးခံရမှာဖြစ်ပါတယ်ပို့ပြီးဆိုရင်ကြာကောင်းတဲ့ချက်ကတော့ဖိလစ်ပိုင်မိုးစလာရဲ့ခံမှန်းချက်ရ U1 ဟာစူပါတိုင်ဖုန်းစင်တီအားကောင်းလာနိုင်ပြီးယခုသတင်းဘက်ကမှဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းဒါမှမဟုတ်အလဲပိုင်းကိုဝင်ရောက်တိုက်ခတ်နိုင်ခြေရှိနေတယ်လို့သိရပါတယ်ဒါဟာဆိုရင်နံပါတ်5အဆင့်အထိတတိထားရမယ့်အခြေအနေရှိနေတယ်လို့သိရတာကြောင့် ဘေးရန်ရဲ့ကာကွယ်ရေးအပိုင်းမှာအမြင့်ဆုံးအဆင့်မှာအဆက်မပြတ်ထားရှိရမယ့်အနေအထားကိုပြသနေတာပဲဖြစ်ပါတယ်။ကာမင်းဂီမုံတိုင်းရဲ့တရားမှုတွေဟာကုန်းတွင်းပိုင်းကိုဖျက်ကျော်ပြီးနောက်မှာလည်းကျွန်တော်တို့ရဲ့အိန္ဒိယနိုင်ငံတွေနဲ့မြန်မာနိုင်ငံကိုပါတွယ်ဝိုက်တဲ့အန်ရီတွေပေးလာနိုင်ပါတယ်။ကာမင်းဂီရဲ့လမ်းကြောင်းကွာခြားမှုကြောင့်ထိုင်းနိုင်ငံဟာအရင်ရာဂီမုံတိုင်းတို့ငှက်ထပ်ပို့ပြီးတတိထားရတော့မယ့်အနေအထားကိုရောက်လာခဲ့ပါတယ်။အထူးသဖြင့်ဘန်ကောက်မြို့တော်အပါအဝင်ကြောက်ဖျားမြဝန်းဒေသတွေမှာရေကြီးမှုအန်ရီဟာအစာပေါင်းများစွာမြင့်တက်လာခဲ့ပါတယ်။ ဘာကြောင့်ဒီလိုဖြစ်ရတာလဲဆိုတော့ထိုင်းနိုင်ငံရဲ့ဆယ်ကြီးတွေရေလောင်တမန်တွေဟာအခုချိန်မှာရေ90ရာခိုင်နှုန်းကနေ98ရာခိုင်နှုန်းအထိပြည့်နေပြီးသားဖြစ်နေလိုပါပဲဆိုလိုတာကတော့နိုဝင်ဘာလ9ရက်နေ့ကနေ9ရက်နေ့အထိကာမေဂီရဲ့အကျွမ်းကျန်တွေကြောင့်ရွာသွန်းမဲ့မိုးသည်ထံမှုတွေကိုဆယ်တွေကလုံးဝနှိပါထိမ့်သိမ့်နိုင်သွားမှရှိတော့ပါဘူးဒါကြောင့်ဘန်ကောက်ပါဝင်မြေဝမ်းဒေသတွေမှာရုတ်တရက်ရေကြီးတာနဲ့မြေရေရှမ်းမဲ့အန္တရာယ်ဟာရခိုင်ခံမှန်းချက်ထက်အစာပေါင်းများစွာပိုပြီးဆိုးရွားလာနိုင်တဲ့အနေအထားဖြစ်လာပါတယ် တတိထားတဲ့အရေးကြီးဆုံးအချက်ကိုပြောပြပါမယ်။အိန္ဒိယထိုင်းနိုင်ငံမှာမိုးရေအလွန်အမင်းရွာသွန်းပြီးတဲ့နောက်မှာအဲ့ဒီမုန်တိုင်းရဲ့ကျွင်းကျန်ဖြစ်တဲ့ဆိုထိုင်းစာအပြည့်ပါတဲ့တိမ်တိုက်တွေဟာကျွန်တော်ရဲ့မြန်မာနိုင်ငံအရှိတ်တောင်ကုန်းဒေသတွေစီကိုဝင်ရောက်လာပါတော့မယ်။ဒါဟာနိုဝင်ဘာလဒုတိယပတ်တွင် ကျွန်တော်တို့အားလုံးလုံးဝမပေါ့စားဘဲတတိထားစောင့်ကြည့်ရမယ့်ကိစ္စကြီးပါ။အခုချိန်မှာကျွန်တော်တို့အဓိကထားဂရုပြုရမယ့်အခြေအနေကတော့အိန္ဒိယထိုင်းနိုင်ငံမှာမိုးရေအလွန်အမင်းရွာသွန်းပြီးနောက်မှာဖြစ်ပေါ်လာမယ့်အခြေအနေပါပဲ။ အင်အားကြီးမာတဲ့ခမေဂီမုံတိုင်းရဲ့အကျွင်းတံများဖြစ်ကြတဲ့ဆိုထိုင်းစာအပြစ်ပါတဲ့တိန်တိုက်အစုဝေးများဟာကျွန်တော်တို့မြန်မာနိုင်ငံရဲ့အရှိတ်တောင်ကုန်းဒေသတွေစီကိုမကြခင်ဝင်ရောက်လာပါတော့မယ်။ဒါဟာနိုဝင်ဘာလဒုတိယပတ်တွင်မြန်မာနိုင်ငံအတွက်လုံးဝမပေါ့စားပဲတတိထားဆောင်ကြည့်ရမယ့်အရေးကြီးကိစ္စကြီးတစ်ခုဖြစ်နေပါတယ်။ခံမှန်းချက်တွေအရဒီအကျွင်းတံများဟာနိုဝင်ဘာလ၈ရက်နေ့ညပိုင်းမှာစတင်ပြီးထိုင်းနိုင်ငံရဲ့တက်ခရိုင်မှတဆင့်မြန်မာနိုင်ငံထဲကိုရွှေ့ရှားဝင်ရောက်လာမှာဖြစ်ပါတယ်။ ုံတိုင်းရဲ့အဖျားခတ်မဲ့တန်ကိုအဓိကခန်းစားရနိုင်မဲ့ဒေသတွေကတော့ကရင်ပြည်နယ်၊မွန်ပြည်နယ်၊တနင်္သာရီတိုင်းဒေသကြီး၊ရှမ်းပြည်နယ်မှာရှိတဲ့အချို့ဒေသများ၊ကယားပြည်နယ်၊ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီးနဲ့အေရဝတီတိုင်းဒေသကြီးတို့ပဲဖြစ်ပါတယ်။ဒီဒေသတွေမှာနိုဝင်ဘာလ၈ရက်၊၉ရက်၊၁၀ရက်နေ့တွေအတွင်းမှာမိုးရေရွာသွန်းနိုင်ပြီးအထူးသဖြင့်နေရာကွက်ကြားမိုးသည်ထန်နိုင်တဲ့အနေအထားရှိနေပါတယ်။ပို့ပြီးဆိုရင်နေရာကောင်းတာကတော့လာမယ့်နိုဝင်ဘာလ9ရက်မှ13ရက်ထိ9ရက်တာကာလအတွင်းမှာ ဖော်ပြပါဒေတာများဖြစ်တဲ့ရန်ကုန်တိုင်းဒေတာကြီး ARD တိုင်းဒေတာကြီးပဲခူးတိုင်းဒေတာကြီးမွန်ပြည်နယ်တနင်္သာရီတိုင်းဒေတာကြီးကရင်ပြည်နယ်နေပြည်တော်နယ်ကယားပြည်နယ်တို့မှာဘိုးရီချိန်၃လမအထက်မှ၆လမအထက်အထိများပြားစွာရွာသွန်းနိုင်တယ်လို့ခန့်မှန်းရပါတယ်။ဒါကြောင့်ဒီဒေတာတွေမှာရုတ်တရက်ရေကြီးမှုနဲ့မြေပြိုမှုအန္တရာယ်ကိုလုံးဝဆက်လက်သတိထားဖို့အရေးတကြီးလိုအပ်နေတာပဲဖြစ်ပါတယ်။အခုတလောကျွန်တော်တို့ရဲ့မြန်မာပြည်တောင်ပိုင်းအစွန်ဆုံးဒေတာတွေဖြစ်တဲ့တဝဲတနင်္သာရီကော့တောင် ပုတ်ပြင်းအထူးသဖြင့်ဘိတ်တို့မှာမိုးရေအလွန်မင်းကြီးနေရခြင်းရဲ့သဘာဝအကြောင်းရင်းကိုသိရှိဖို့လည်းအရေးကြီးပါတယ်။ဒါဟာမုန်တိုင်းကြီးရဲ့အချိန်ကြောင့်မိုးတိမ်တောင်တွေထူးထူးခြားခြားဖြစ်ထွန်းနေလို့ဖြစ်ပါတယ်။မိုးလေဝသပညာရဲ့အရာဒီဖြစ်စဉ်ကိုတောင်တန်းများရဲ့တွန်းတင်မှုလို့ခေါ်ပါတယ်။အာကောင်းလုံးနဲ့ဂါမေဂီတိုင်ဖုန်းကြီးဟာသူ့ရဲ့ဗဟိုချက်စီကိုလေရေစီးဝင်ဖို့အတွက်ကပ်ပလီပင်လယ်ပြင်ဘက်ကိုဆူဆုံမှု97ရာခိုင်နှုန်းအထက်ပါတဲ့လေတူကြီးကိုအချိန်ဟုန်နဲ့ဆွဲယူနေပါတယ်။ အဲ့ဒီလိုအနောက်ဘက်ကနေအရှိတ်ဘက်ကိုစီးဝင်လာတဲ့ဆိုထိုင်းသာများတဲ့လေတုဟာမြန်မာထိုင်းနယ်စပ်မှာကာစီးနေတဲ့အေယာမတနင်းသာကြီးတောင်တန်းကြီးကိုဝင်ရောက်တိုက်ခတ်မိတဲ့အခါမှာတောင်တန်းကြီးကလည်းအဲ့ဒီလေတုကိုအပေါ်ကိုအတင်းအကျပ်တွန်းတင်လိုက်ပါတယ်။ဒီလိုတွန်းတင်ခံရတဲ့လေတုဟာအေးလာပြီးနေရာကွက်ကြားမိုးတိမ်တောင်ကြီးတွေဖြစ်ရုတ်တရက်ဖွဲ့စည်းသွားတာကြောင့်ဘိတ်ခရိုင်နဲ့ထိုင်းနိုင်ငံပရာချူအက်ခီရီကမ်ခရိုင်တို့လိုတောင်တန်းရဲ့တစ်ဖက်တစ်ချက်မှာမိုးတွေအလွန်မင်းကြီးနေရတာဖြစ်ပါတယ်။ဒါဟာမုန်တိုင်းကြီးရဲ့အဖျားခတ်မှုကြောင့် ဒေတာရင်းဖြစ်ပေါ်လာတဲ့သဘာဝဘေးရင်လျက်တစ်ခုပါပဲ။ပရိသတ်တွေအနေနဲ့လည်းဒီသတင်းအချက်အလက်တွေကိုတေချာဂရုပြုနားထောင်ပြီးမိမိတို့ရဲ့အသက်အိုးအိမ်စီးစိမ်အတွက်ကြိုတင်ပြင်ဆင်မှုတွေအချိန်မီလှုပ်ဆောင်နိုင်ကြပါစေလို့ဆုတောင်းရင်းဒီနေရာမှာပဲညီကုန်းချိုလိုက်ပါရစေ။အားလုံးပဲကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေခင်ဗျာ။